ရခိုင်နဲ့အေရီအဆက်ကမကြီးစင်ရွာဝင်းကျင်နဲ့တာပေါင်းမျိုးနယ်ထဲမှာရှိပြီးရိုးမားနယ်ထိစပ်နေတဲ့တဲဖြူတာပေါင်းကလေးရွာရင်းနာမှာအရခတ်တော်အေအေနဲ့စစ်ကောမရှင်တပ်တို့တိုက်ပွဲတွေပြင်းထန်နေခဲ့တဲ့အကြောင်းဒေသခံနဲ့စီရေးရင်းမြစ်တွေကပြောပါရယ်စစ်ကောမရှင်တပ်တွေကတာပေါင်းမျိုးဘက်ကနေနိုဝင်ဘာ19ရက်နေ့လောက်ကစလို့စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာဖြစ်ပြီးနိုဝင်ဘာ26ရက်မနက်ပိုင်းအထိလက်နက်ကြီးတန်ကိုကြားနေရတဲ့အကြောင်းရွှေတောင်ရံမြို့ဝင်းကျင်မှာနေထိုင်တဲ့ဒေသခံအမျိုးသမီးတစ်ယောက်ကပြောပါရယ် သူမနေထိုင်ရာဒေသဟာတိုက်ပွဲဖြစ်ရတဲ့နီးစပ်တဲ့အပြင်စစ်ကောင်စီတပ်တွေလည်းအသွာအလာရှိတာကြောင့်လုံခြုံရေးအရာ DPP ကအတန်းအစားထုတ်ဖတ်ပြထားပါဗယ်။နနေ့ကြီးတင်တွင်ကတော့တတော်ကိုနင်းနင်းကကကြားနေရတယ်။လောင်ဝဲလောက်တတာဟာမှစကြားရတာပါ။ရေတက်ကမကြီးစင်ဘက်ကိုလမ်းပစ်တလုံးလုံးလေးကြားတယ်။တိုက်ပွဲကတဲဖြူလေးတာပေါင်းလေးဘက်တွင်မှဖြစ်နေရ။ဘောမီနဲ့ဂျိတ်လက်ကြားမှလည်းဖြစ်နေတယ်လို့ပြောတယ်။ဒီကနေ့မှတော့မနက်ကလည်းနဲ့ကြီးတန်တစ်ချက်နှစ်ချက်လောက်ပဲကြားတယ်။ နဝေမာလာ25ရက်နေ့ညနေထိကတော့တတော်ကိုကြားတယ်။တိုက်ပွဲကတော့မဖြစ်ရင်တော့ကောင်းတာပေါ့နော်။ကျမတို့မှလည်းနားဆွင့်နေရတာ။ဒီသားကံပြောပြတဲ့ဘောမီမကြီးစင်နဲ့တာပေါင်းကလေးကျွေးရဝင်းကျင်တွေဟာပြီးခဲ့တဲ့2024ခုနှစ်က AA တက်တွေထိန်းချုပ်နိုင်ခဲ့တဲ့ဒေသတွေဖြစ်ပြီးဆယ်လာဝင်းကျင်အကြာမှာတိုက်ပွဲတွေပြန်ဖြစ်လာတာပါ။တခြားဒီသားကံစီရင်မြစ်ကလည်း တာပေါင်းမြို့နယ်တဲ့9ရက်လောက်တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ခဲ့တဲ့အကြောင်းပြောပေမဲ့နိုဝင်ဘာ24ရက်နောက်ပိုင်းအချိန်တွေကိုတော့သူ့အနေနဲ့အတိမပြုနိုင်သေးကြောင်းပြောပါရယ်။အဲကျွန်တော်ဝင်လန်းကွာဆုံးမှာဆက်စစ်ကြည့်ရအဲအဲအဲတော့ကျွန်တော်ဒီရတက်ထားပါဗျာနာတာခါတက်သွားတာပေါ့။ရေတာကွာလမ်းကတက်လို့ရှိရင်တို့လန်နာများတယ်ဗျာ။လန်နာများတယ်ပြီးတော့လန်နာများတယ်အဲ့ဘက်ကပြီးတော့တော့တောပေါ်ထူတယ်ဗျာ။ အတော့ဖို့ထူတဲ့အခါကျတော့ကျွန်တော်ဘယ်လိုပြောရလို့ရှိရင်သူအဲ့ဘက်ကနေတော့မဖြစ်နိုင်ဘူးဒီဘက်ကနေတော့ပြန်ပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့ညက်ဦးညက်ဘူးညက်ပိတ်နေကျွန်တော်တို့ကဒီကွားဘက်ကိုပြန်ပြီးတော့စစ်တောင်းထုတ်ရလို့ကျွန်တော်တို့အဲ့လိုယူဆတယ်ဒါအပြင်လေးမျက်နှာနဲ့ရည်ကြီးမျိုးနဲ့အဆက်ကဆက်ဆက်ယူချင်းလဲ့နဲ့တဲနုကုံရွာရီဝင်းကျင်မှာလည်းတိုက်ပွဲတွေဆက်ဖြစ်နေတာကြောင့်စစ်တပ်ကအမတ်တ344ဘက်ကစစ်ရေးအခြေအနေကိုရှော့ချလိုတာကြောင့်တာပေါင်းဘက်ကိုထိုးစစ်ဆင်တာဖြစ်နိုင်တယ်လို့လည်းအေအေနဲ့နီးစပ်သူတယောက်ကခန့်မှန်းပါတယ်အရခတ်တော်အေအေဘက်ကတော့ နိုဝင်ဘာလဆန်းပိုင်းတိုက်ပွဲတွေတဲ့တမချချောင်းနဲ့အနောက်တောင်တိုင်းစစ်ထဏာချုပ်လက်အောက်ခံတပ်ရင်းတွေကနေလက်နက်ချသူနဲ့ဖမ်းဆီးရမိသူ40ကျော်ရှိခဲ့ကြောင်းနိုဝင်ဘာ17ရက်နေ့ကထုတ်ပြန်ထားပါတယ်ကျွန်တော်စိုးသူအောင်ပါ